မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့မေလ25ရက်မနက်ပိုင်းမှာလေပြင်းအားနဲ့ရေဝန်ဖြစ်နိုင်တဲ့လေပွေလှိုင်းကတော့အစာပြောဖြစ်ပေါ်နေတဲ့အကြောင်းသင်္ချာပုံစံပြုမော်ဒယ်၃ခုကတပြင်းညီဖော်ပြနေတာလည်းတွေ့ရပါတယ်မော်ဒယ်၃ခုရဲ့တည်နေရာဖော်ပြချက်တွေကတော့အနှဲငယ်စီကွဲလွဲနေတာလည်းတွေ့ရပါမယ်စိုက်ကလုန်းမော်နိုင်ဖြစ်လာနိုင်ခြေကတော့မနေ့ကခံမှန်းထားတဲ့အတိုင်းပဲ90ရာခိုင်နှုန်းမှသာရှိနေပါသေးတယ် လေပြင်းအားနဲ့ရောင်ဝန်အမှန်တကယ်ဖြစ်လာခြင်းကံယူတန်းနဲ့ဘလောက်နေနေကနေမြောက်ဘက်ကိုရွှေရွှားသွားနိုင်တဲ့ဆိုတဲ့အချက်ပေါ်မူတည်ပြီးတော့မြန်မာနိုင်ငံအထက်က AR တိုင်းပဲခူးတိုင်းရန်ကုန်တိုင်းမကွေးတိုင်းရခိုင်ပြည်နယ်နဲ့အလဲပိုင်းဒေသတွေမန်းလေးတိုင်းစကိုင်းတိုင်းနေပြီးတော့မှမိုးဘလောက်များနိုင်မယ်ဆိုတာတိတိကျကျသိရပါမယ်ဆက်လက်ပြီးတော့လည်းညောင်တို့မှာမြစ်ကဘာပြိုကျလို့ အင်းဆက်ရှင်လုံးရေးတဲ့မျောပါတဲ့ကြောင့်ဖော်ပြပေးပါမယ်။အရာရီတိုင်းညောင်တုံးမြို့နယ်ညောင်တုံးရံကင်းဆန်ရရွာမှာမေလ24ရက်နေ့ညပိုင်းကမြည်ရီတိုက်စားတာကြောင့်ကဘာပြုတ်ကျပြီးတော့လူနေအင်းဆက်ရှင်လုံးမြစ်ထဲပါသွားပြီးတော့35လုံးဖြတ်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့သိရပါဗါး။ဒါကြောင့်ကဘာပြုတ်ကျတဲ့နေအင်း30ကျော်ကိုရေးပေါ်ရွှေ့ပြောင်းမှုတွေပြုလုပ်နေရတဲ့အကြောင်းနဲ့ရေးထဲကျသွားတဲ့အင်းတွေနဲ့ရွှေ့ပြောင်းနေရတဲ့အင်းတွေထဲမှာတဲအင်းဝါအင်းတွေပါတယ်လို့အင်းကြီးအင်းကောင်းတွေလည်းပါတယ်လို့ဒေသခံတွေကသိရပါဗါး။ ည7နာရီလောက်မှဖြစ်သွားတာပါမိုးမြွာပါဘူးလူတွေကတော့လွတ်အောင်ရှောင်းနိုင်ခဲ့ပါတယ်ထိခိုက်သေးဆုံးမှုလည်းမရှိဘူးညောင်တော့ကအဲ့ဒါအားနဲ့ကြပဲနောက်ထပ်လည်းကဘာပြုန်နိုင်တဲ့နေရာတွေရှိနေသေးတယ်အခုဖြစ်နေတဲ့နေရာကတော့ပစ္စည်းတွေကတော့အိမ်ထဲပါသွားတယ်ကျွန်တော်လည်းကုညီဖို့လုပ်နေတယ်အကူညီကတော့လိုတယ်တကယ်မရှိဆင်းရဲတဲ့သူတွေလည်းပါတယ်လို့မြေပြင်မှာကုညီနိုင်တဲ့ဆောင်ရွက်နေတဲ့ဒေသခံကဆိုပါတယ်လက်ရှိမှာတော့တဘာဝဘေးသင့် ပြည်သူတွေအတွက်ကယ်ဆယ်စခန်းတွေဖွင့်လှစ်တာမျိုးမရှိသေးတာကြောင့်အဆင်ပြေသလိုနေထိုင်စားသောက်နေရတယ်လို့သိရပါဗျ။ဒါကြောင့်မြေကမာပြူချမှုကြောင့်နေအိမ်ဆုံးရှုံးခဲ့တဲ့ဒေသခံတွေနဲ့နေအိမ်ပြောင်းရွှေ့ရတဲ့သူတွေမှာစောင့်ချနောက်တဲ့အပါဝင်အရေးပေါ်အကူအညီတွေနဲ့လိုအပ်နေတယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလအတွင်းကလည်းအရာတွေတိုင်းမှာမြင့်ရတိုင်းစားတာကြောင့်ကမာပြူချမှုဖြစ်ပွားခဲ့တဲ့အတွက်နေအိမ်ငါးလုံးရေထဲပါသွားကလူနေအိမ်အလုံး၄၀ထပ်နဲ့ဖြတ်သိမ်းရွှေ့ပြောင်းခဲ့ရတယ်လို့လည်းသိရပါဗျ။ ဆက်ရပြီးတော့လည်း2025ခုနှစ်မေလ25ရက်နေ့ဒီနေ့မိုးလဲ2နာရီချိန်နေ့စဉ်မိုးလေဝသတင်းကိုဖော်ပြပေးပါမယ်။ ရမနေ့မနက်9:00နာရီခွဲချိန်ကနေဒီနေ့မနက်9:00နာရီခွဲချိန်ဒီမူလသာတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့24နာရီအတွင်းကရခိုင်ပြည်နယ်မှာနေရာကွက်ကြားနေပြီးတော့မှနေရာကျကျမကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာနေရာစိစိနဲ့ကြာတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြားမိုးထစ်ကြုံရွာသွန်းခဲ့ပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာနေရာကွက်ပြီးမူကြီးခဲ့ပါတယ်။နေ့ဘူးချိန်တွေကတော့ကရင်ပြည်နယ်မှာမေလရဲ့ပြင်းပြအပူချိန်ထက်၄ဒီဂရီဆဲစီရပ်ပိုခဲ့ပြီးတော့မန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့မေလရဲ့ပြင်းပြအပူချိန်အောင် ၄ဒီဂရီဆယ်စီယက်နဲ့စကိုင်းတိုင်းဒေသကြီးအောင်ပိုင်းနဲ့ကယားပြည်နယ်မှာမေလရဲ့ပြန်မြအပူချိန်အောင်၄ဒီဂရီဆယ်စီယက်ရွေးနေခဲ့ကကြတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာမေလရဲ့ပြန်မြအပူချိန်ကန်သာရှိခဲ့ပါတယ်။24ရက်5လ2025ရက်မှာဖြစ်ပေါ်ခဲ့တဲ့ထူးခြားတဲ့နေ့အပူချိန်တွေကတော့ညောင်လေးပင်မြို့မှာ39.5ဒီဂရီဆယ်စီယက်၊ချောင်းမြို့မှာ39.4ဒီဂရီဆယ်စီယက် မကွေးမှာ38.3ဒသမ3ဒီဂရီဆယ်စီယပ်၊မင်းဘူးမှာ39.3ဒသမ6ဒီဂရီဆယ်စီယပ်၊မြင်းကြံမြို့နယ်စင်မြူကျွန်းမှာ39.3ဒသမ3ဒီဂရီဆယ်စီယပ်စီ၊ညောင်မြို့မှာ39.2ဒသမ2ဒီဂရီဆယ်စီယပ် ကောင်ကရိတ်မှာ30ခွန်တက်သမာ1ဒီဂရီဆယ်စီယပ်ပကုတ်ကူမြို့မှာ30ခွန်တက်သမာ3ဒီဂရီဆယ်စီယပ်နဲ့ဖန်ဆိုင်ပြိုးရေးမိုးလေဝသမှာ36တက်သမာ8ဒီဂရီဆယ်စီယပ်တွေဖြစ်ကြပါတယ်။မှတ်သားခွာရမွေးချိန်တွေကတော့တောင်ကြီးမြို့မှာ3တက်သမာ3လက်မှာမင်းကင်းမြို့မှာ3တက်သမာ1တက်လက်မှာကိုဘိုးကျွန်းမြို့မှာ2တက်သမာ9တက်လက်မှာမြောက်ရီမြို့မှာ2တက်သမာ၄၄လက်မှာဂံကောမြို့မှာ2တက်သမာ36လက်မှာဟာခါမြို့မှာ2တက်သမာ3လက်မှာမိုင်းခတ်မှာ2တက်သမာ2လက်မှာအမရပူရမြို့မှာ2တက်သမာ16လက်မှာမိုးရွာမှာ2တက်သမာ3တက်လက်မှာနဲ့ညောင်ရှင်မြို့မှာ1တက်သမာ9 ဝတ်ခွန်လက်မှတ်တွေဖြစ်ကြပါတယ် ပင်ရပင်တော်အကျင့်ကြီးကတော့နောက်တော်မိုးတုံလေးကတော့မန္တလေးတဝန်းလုံးကိုရောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ကပလီပင်လည်းပြင်ပင်ရပင်တော်တောင်ပိုင်းနဲ့အရှိလေပိုင်းမှာမိုးတုံလေးအားကောင်းရကနေအားလုံးကောင်းနေပြီးတော့ကျန်ပင်ရပင်တော်အမှမိုးတုံလေးအားတင်းလေးကနေအားကောင်းပါတယ်။နောက်ဖက်မနေ့ကျေးလေးခမ်းမန်းကျကတော့နေပြည်တော်ဘိုးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပင်နယ်နဲ့ရခိုင်ပင်နယ်မှာနေရာဆိတ်ဆိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြမိုးထုံချုံကြားသွန်းပြီးတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မှာတော့နေရာကွက်ပြီးမူကြည့်ပါမယ်။ရောင်းရောင်းနှုံးပြဖြစ်ပါတယ်။မိုးတိုင်အောင်ဖြစ်ပေါ်မူခြင်းတွေကတော့ရောင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရယီတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာမိုးတိုင်အောင်ဖြစ်တုံးလေးရှိပြီးတော့အဆိုပါမိုးတိုင်အောင်ရွေးရှားရနေရာတချို့မှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာ၊မိုးတက်ကြုံတာ၊မိုးကြိုးပြတာ၊လျှက်စင်းတတ်တာနဲ့မိုးသေးကြွေတာစတဲ့မိုးလို့သာဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုထားပါတယ်။မြမပင်လေပြင်းမြို့ဝကျွန်းပေါ်မိုးဓမကွေမိုးသေးနိုင်ကင်မရာတချို့နဲ့ကန်းလွန်ပင်လေပြင်းမှာတစ်ခါတည်းရမိုးသက်လေပြင်းတွေကြာရောက်ပြီးလမ်းကြည့်ပါ ါမယ်။မိုးတက်လေပြင်းကြာရောက်စင်မှာရေပြင်းမြေပြင်းလေပြင်းဟာတနအိကို35မိုင်ထိတိုက်ခတ်ပါမယ်။လိုင်းမြဟာမြို့ဝကျွန်ပေါ်မိုးဒမာကွေမိုးတရဲနိုင်ကရန်တချောင်းနဲ့ကန်းလွန်ပင်လေပြင်းမှာ9ဘီကနေ17ဘီကရှိပါမယ်။ကြံမမပင်လေပြင်းမှာ လိုင်းတင်တင်ကနေလှိုင်းကြည့်ပါမယ်မူသက်လေပြင်းကြာရောက်စဉ်ရေပြင်းမြေပြင်းနေပြင်းဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်ပါမယ်လိုင်းမြဟာရခိုင်ကမ်ရက်တက်လျှောက်နေကန်လွန်ပင်လေပြင်းမှာခွန်တဘေကနေကိုဘေကရှိပါမယ်နောက်နှစ်ရက်အတွက်ခမန်းကြာကတော့ရောက်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးတရင်းတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မော်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာမိုးဆက်လက်ပေါ်ပါမယ် င်းပြည်ရနဲ့နေတိုင်းအတွက်မနက်ဖြန်မနက်ချိန်ထိခံမှန်းကြဟာမိုးတချိန်နှစ်ချိန်ထကြုံရပါမယ်။ရရန်ရနှုန်းပြည့်ဖြစ်ပါတယ်။ရောင်မျိုးနဲ့နေတိုင်းအတွက်မနက်ဖြန်မနက်ချိန်ထိခံမှန်းကြဟာမိုးသည်တဲ့ထကြုံရပါမယ်။ရရန်ရနှုန်းပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့နေတိုင်းအတွက်မနက်ဖြန်မနက်ချိန်ထိခံမှန်းကြဟာမိုးတချိန်နှစ်ချိန်ထကြုံရပါမယ်။ရရန်ရနှုန်းပြည့်ဖြစ်ပါတယ်ရှင်။ ဆက်လက်ပြီးတော့အနောက်တောင်မုတ်တုံလေမြန်မာနိုင်ငံတဝမ်းလုံးကိုဝင်ရောက်တဲ့အခြေအနေကိုဖော်ပြပေးပါမယ်။2025ခုနှစ်မေလ25ရက်နေ့ထုတ်ပြန်ချက်အရအနောက်တောင်မုတ်တုံလေကတော့မြန်မာနိုင်ငံတဝမ်းလုံးကိုဝင်ရောက်ခဲ့ပြီဖြစ်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လေတို့မငိမ့်တမ်းမှုစပြစ်နေတာမလို့မြန်မာတပြည်လုံးတိတ်နေဖြစ်ထွန်းကမြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေအထိမိုးလံညနေပိုင်းတွေမှာမိုးများစွာရွာသွန်းနိုင်နိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။နေကြောင်းမလို့တာဥွေဖြူဟန်ကတော့25ရက်5လ2025ရက်နေ့မနက်8:45မိနစ်အချိန်မှာကုလထုတ်ပြန်ခဲ့ပါတယ်။ တင်းနိုင်တိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးကရင်ပြည်နယ်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းကချင်ပြည်နယ်အောက်ပိုင်းစကိုင်းတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်မှာတော့နေရာအနှံ့ပြမိုးရွာသွန်းတိုင်းတို့နေရာကွက်ပြီးတော့လည်းမိုးကြီးပါမယ်။ပဲခူးတိုင်းဒေသကြီးရခိုင်ပြည်နယ်ကယားပြည်နယ်မန္တလေးတိုင်းဒေသကြီးနေပြီးတော့ချင်းပြည်နယ်ရောက်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတွေမှာနေရာစိတ်ဆင်မိုးရွာသွန်းပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်ထူတဲ့စွာဖြစ်တော့နိုင်ကနေရာကွက်ကြားကနေနေရာကျဲကျဲမိုးရွာသွန်းနိုင်ပါတယ်ရှင်။ ဆက်လက်ပြီးတော့2025ခုနှစ်မေလ25ရက်နေ့မြန်မာစံတော်ချိန်မနက်9:52မိနစ်အချိန်ကမှာတော့မန္လေးတိုင်းကျောင်းဆင်မြို့အရှိမြောက်ဘက်23ကီလိုမီတာကွာမြောက်အနက်10ကီလိုမီတာကိုဗဟိုပြုတ်ပြီးတော့ Redars ကနေတဲ့သမအစင်နဲ့အင်အားအနည်းငယ်ရှိတဲ့မြို့နယ်တကူထပ်မံလှုပ်ခတ်ခဲ့ပါတယ်။စကိုင်းငလင်ကြီးရဲ့နောက်ဆက်တဲ့ငလင်ငယ်တွေဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ဘေးဆောင်ရရှောင်ရသတင်းပြရနဲ့ညီနေထိုင်ကြဖို့ထပ်မံအသိပေးလာခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအားကောင်းသောလေပြင်းအားနဲ့ရောင်းအခြေအနေဖော်ပြချက် ငါးစကာကြီးစာလုံး2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်မေလ25ရက်နေ့မှာတော့အာကောင့်တော်လိပိအားနဲ့ရောင်းအခြေအနေဟာဒီနေ့ညမှာဆန်တော်ချိန်စနေခွဲချိန်တိုင်းထွာချက်တွေရာဗင်ရပယ်လို့အနောက်လေပိုင်း၎င်းနဲ့ဆက်ဆက်လျက်နေတဲ့အိန္ဒိယနိုင်ငံအန်တာပရဒေးပြည်နယ်မြောက်ပိုင်းကမ်းခြေနီမှာဖြစ်ပေါ်နေတဲ့အာကောင့်တော်လိပိအားနဲ့ရောင်းဝမ်မတ်လုံပရက်ရှာအေရိယာကတော့မြောက်အရှေ့မြောက်ဘက်ကိုအနေငယ်ရွေးရှားခဲ့ရမှာဗင်ရပယ်လို့အနောက်လေပိုင်း၎င်းနဲ့ဆက်ဆက်နေတဲ့အိန္ဒိယနိုင်ငံအန်တာပရဒေးပြည်နယ်မြောက်ပိုင်းကမ်းလွန်ကိုရောက်ရှိခဲ့ပါတယ်။ ခမန်းချက်အနေနဲ့ကတော့အဆိုပါအားကောင်းသောလေပြည်အားနဲ့ကြောင့်ကတော့လာမယ့်48နာရီအတွင်းမှာတော့အိန္ဒိယနိုင်ငံကိုင်ယိုရက်နဲ့အပြိုင်မြောက်အရှေ့မြောက်ဘက်ကိုဖြင်းညင်းစွာဆက်လက်ရွေးရှားနိုင်ကပုံမှန်အားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။ အစောပိုင်းအကောင်းသောလေပြင်းအားနဲ့ရောင်ရဲ့အရှင်ကြောင့်ဖြစ်ပေါ်လာတဲ့အာကောင်းသောအပူပြတ်တဲ့ဒိတ်တိုက်တွေကြောင့်လကောက်အရှိဝေလိုက်လေဝေလိုက်နေကြောင့်လကောက်မုတ်တုံလေးဆက်လက်ဝင်ရောက်နေမှုကြောင့်လကောက်ဒီနေ့ကစာလူ၄ရက်၆လ2025အတွက်မှာတော့တပြည်လုံးမှာနေရာဆင်းဆင်းကနေနေရာအနှံ့ပြမုတ်တက်ကြုံရွာတော့ကနေရာကွက်ပြီးမိုးကြီးတာဒေသလိုက်မိုးကြီးတာလျှက်စီးလက်တာမိုးချိန်တာမိုးတိကျတာမိုးချိုးပြစ်တာနဲ့မိုးသက်လေပြင်းတွေတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့လည်းသိရပါဗျာ။